ဝါဇူလာဇန်3ရက်2019ခုနှစ်ဇူလိုင်လ4ရက်ကြာတာပရိနေ့နန္ဒခင်ခါကာလမှာရန်ကုန်တိုင်းဒေသကြီးလေကူးမြို့ရွှေမတင်ကျေးရွာတစ္ဆာရွှေစီကျောင်းတိုက်တွင်မှဆင်းရင်ကျင်းပကြတဲ့ခုနှစ်ရက်တာတရားစခန်းပွဲမှာတရားဘာဝနာများစူးစမ်းအထောက်အကူရောက်ရှိလာကြတဲ့အလုံးသောယောဂီတို့ကိုဦးဇင်းတို့ အလှရှင်များလည်းပဲရှိနေတဲ့အတွက်ကြောင့်ဒီနေ့တနေ့တာအလှရှင်များကယောဂီတွေထဲမှာပဲเนาะဒုမာကြီးတော်မြတ်မြတ်ဝင်တော်နုနုဝင်ညီမတစု တနေ့တာကုသိုလ်ကောင်းမှုရှင်များဒါကြောင့်ကုသိုလ်ရှင်များအတွက်ဝမ်းသာဖို့ဝမ်းမြောက်ဖို့အနုမောဒနာတရားစကားအနေငယ်နဲ့ယောဂီတို့နှလုံးသွင်းစင်ញံပွဲရာ တရားစကားအနေငယ်ပေါင်းဆက်ပြီးတော့ဦးဇင်းတို့ပြောပါမယ်တိဏဒေါသနိခိတာနိရာဂဒေါသအယံပဇာတတမာဟိဝိတရာဂေတုဒိဏဟောတိမဟာဖလံလို့ဘုရားရှင်ကိုရမြတ်ကြီးအင်ကုရတို့အိနကတို့နတ်သားတို့ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ကာထာတော်တွေရှိတယ် အတိဘေကမပြောတာလဲဆိုတော့တိဏဒေါသနေခိတာနေရာဂဒေါသအယံပဇာတတ္တမဟိဝိတရာဂေတုဒိဏဟောတိမဟာဖလံတိဏဒေါသနေခိတာနေလေယာမြေတွေမှာပေါင်းမြက်ဒီဟူသောအပြစ်ရှိတယ်တဲ့စိုက်ကြပြောကြမယ်လေယာမြေမှာပေါင်းမြက်တွေရှိနေတယ်ဆိုရင်ကိုယ်စိုက်ပြောတဲ့တိဏဟာကောင်းကောင်းမွန်မွန်ဖြစ်ထွန်းနိုင်မှာမလားမဖြစ်ထွန်းနိုင်ဘူးเนาะ အဲ့လိုပဲတဲ့ราคะဒေါသအယံပသာတတ္တဝါတွေရဲ့တန်တမှာဆွဲမဲ့မှုຢာကဒီဟူသောအပြစ်ရှိတယ်တဲ့ဒါကြောင့်မို့လို့တတ္တမဟိဝိတရာကေတုຢာကဒီဟူသောဆွဲမဲ့မှုဒီဟူသောအပြစ်ကင်းကြတဲ့ပုံကိုယ်တွေကိုလူကြတန်းကြမယ်ရှိလို့ရှိရင်ဒိဏဟောတိမဟဖလံအလွန်ကြီးမားတဲ့အကျိုးအာနိသင်ကိုရမယ်တဲ့ကာထာလေးကတူတူလေး အဲ့ကထာလေးကိုယူရင်းနဲ့ဦးဇင်းကရသော်ဘဲရဲ့ဉာဏ်တော်ကိုတောင်းအံ့ဩမိတယ်ပေါ့လူရင်းလေးကိုစာကြောင်းလေးလေးကြောင်းနဲ့ကြဲကြဲပြန့်ပြန့်ပြောသွားတာနော်လေယာမြေတွေမှာပေါင်းမြက်တည်ဟူသောအပြစ်ရှိတယ်တတ္တဝါတွေမှာဆွဲမဲ့ခြင်းတည်ဟူသော အပြစ်ရှိတယ်ဒါကြောင့်ဆွဲမဲ့ခြင်းအပြစ်ကင်းရတဲ့ပုံကိုယ်တွေကိုပေးရလှူရတာဟာကြီးမားတဲ့အကျိုးအနိသင်ရှိတယ် ပေါင်းမြက်ခင်းတဲ့လေယာဉ်မြေမှာစိုက်မယ်ပြုံးမယ်ဆိုရင်ကြီးမားတဲ့အကျိုးရလဒ်ကိုရနိုင်တယ်ဆိုတဲ့ဥပမာကို အလိုလျောက်ပေးပြီးသားဖြစ်တယ်ပေါ့နော်အဲဒါလိုပဲဦးဇင်းတို့ဇက်တိုက်ပါဆက်ပြီးတော့ဟောတာတော့တိဏဒေါသနေခိတ္တနေဒေါသဒေါသအယံပသာတတမဟိဝိတဒေါသေတုဒိဏဟောတိမဟာဖလံလေယာဉ်မြေတွေမှာပေါင်းမြက်ဒီဟုသောအပြစ်ရှိတယ် ဲ့လိုပဲတတ္တဝါတွေမှာလည်းပဲဒေါသဒီဟုသော အပြစ်ရှိတယ်တဲ့။နော်မကျေနပ်မှုစိတ်တုံမှုစိတ်ညစ်မှုပူလောင်မှုပင်ပန်းမှုဒါတွေဟာပါလေတတ္တဝါတွေရဲ့အပြစ်အနာစာ။တတ္တမဟိဝိတာဒေါသေတုဒိဏဟောတိမဟာဖလံဒေါသဒီဟုသော အပြစ်ကင်းကြတဲ့ပုံကိုယ်တွေကိုပေးလှူရတာအလွန်ကြီးမားတဲ့အကျိုးရလက်ကိုဖြစ်စေလိမ့်မယ်။ရာဂဒီဟုသောအပြစ် ေါသတေယုသော အပြစ်နောက်ထပ်လာအောင်နော်တိဏဒေါသနေခိတာနေမောဟဒေါသအယံပဇာတတမဟိဝိတမောဟေတုဒိဏဟောတိမဟဖလလေယာမြေတွေမှာပေါင်းမြတ်တေယုသောအပြစ်ရှိတယ်အဲ့လိုပဲတတ္တဝါတွေမှာအမှန်မသိမှုမောဟတေယုသောအပြစ်ရှိတယ်ဒါကြောင့်မို့လို့မောဟအပြစ်ကင်းကြတဲ့ပုံကိုယ်တွေကိုပေးရလှူရတာအကြီးမားတဲ့အကျိုးအနိသင်ရှိတယ် နောက်တကထာနှစ်ပုတ်ကြံသေးတယ်တိဏဒေါသနေခိတ္တနေအိဆာဒေါသအယံပသာတတမဟိဝိကတိစီတုဒိဏဟောတိမဟာဖလံအိဆာဆိုတာလိုချင်တာကိုပြောတော့နော်လိုချင်တာကိုအိဆာသောတော့ယာကဆိုတာဆွဲမဲ့လောဘရဲ့နာမည်ခွဲလေးတွေပေါ့ လေယာမြေတွေမှာပေါင်းမြက်ဒီဟုသောအပြစ်ရှိတယ်။တတ္တဝါတွေမှာလိုချင်မှုဒီဟုသောအပြစ်ရှိတယ်။ဒါကြောင့်လိုချင်မှုကင်းရတဲ့ပုံကိုယ်တွေကိုပေးရလိုရတာကြီးမားတဲ့အကျိုးအန္တရာယ်ရှိတယ်။နောက်ထပ်တစ်ပုဒ်ကျန်သေးတယ်။တိဏ္ဍောဒာနေခိတ္တန်ဒီတဏ္ဍဒောဒာအယံပဇာတတ္တမဟိဝိတတ္တန်ဒီသူဒိဏ္ဍဟောတိမဟာဖလာဟုတ်လားတဏ္ဍဆိုတော့နှစ်သက်တဲ့ဆန္ဒ ေါသရဲ့အဲလောဘရဲ့နာမည်ခွဲလေးတွေပါပဲ။ຢာကလို့သုံးတယ်၊အိဆာလို့သုံးတယ်၊တဏှာလို့သုံးတယ်။လောဘကပြောရရင် မျက်နှာစာ အမျိုးမျိုးရှိတယ်ပေါ့နော်။ပိပာတာဆာလောင်မှုတိတ်တယ်၊ပရိလာဟပူလောင်တယ်။ပိယချစ်ခင်တယ်။ပေမမျက်နှာမှုမကင်မှု လောဘရဲ့နာမည်ခွဲတွေခေါင်းထဲပေါ်လာတာလေးတွေပြောလိုက်အဲ့တော့ပြောချင်တာကဘာတော့တတ္တဝါတွေရဲ့တဏ္ဍမာယာကဒေါသမောဟအလိုဆန္ဒတည်းဟူသော အပြစ်တွေရှိတယ်အဲ့လိုအပြစ်ကင်းကြတဲ့ပုံကိုယ်တွေကိုလှူမဲ့တမ်းမဲ့ပေးမဲ့ကမ်းမဲ့ရှင်ဒါဟာကြီးမားတဲ့အကျိုးအနိသင်ရှိမယ်လေယာမြေတွေမှာပေါင်းမြက်တည်းဟူသောအပြစ်ရှိတယ်ပေါင်းမြက်ကင်းတဲ့လေယာမြေမှာစိုက်မယ်ပြုတ်မယ်ဆိုရင်အလွန်တရာမှကြီးမားတဲ့အကျိုးရလက်ထွက်မယ်ဟောဒါကိုပြောတာနော် ဒါကဦးဇင်းတို့လူရတန်းညတဲ့ပုံကိုယ်တွေအတွက်လေးလေးနက်နက်စဉ်းစားဆင်ခြင်စရာဒေသနာလေးတစ်ခုပေါ့နော်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ယောဂီတို့ကြိုးစားအထုတ်နေကြတဲ့လုပ်ငန်းတွေပတ်သက်ပြီးတော့လည်းပဲရှင်းပြီးတော့တွေးကြကောင်းတဲ့ဒေသနာလေးတစ်ပုဒ်လည်းပြောဦးမယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စတုတ်ကနိပတ်ထဲမှာအာရခတုတ်တံဆိုပြီးတော့တရားဒေသနာအတူလေးတစ်ပုဒ်ရှိတယ် အဲ့ဒီဒေသနာလေးကလည်းအလွန်မှနှစ်သက်စရာမြတ်လို့စရာကောင်းစတုတ္တဘိခဝေဌာနေတုအတ္တရူပေနအပမတော်တတိစေတသော အာရခောကရဏီယောဘိခဝေယဟန်တော်တို့အတ္တရူပေနကိုယ့်ရဲ့အကျိုးစီးပွားကိုတကယ်အလိုရှိကြတဲ့ပုဂ္ဂိုလ်တို့သည်စတုတ္တလေးမျိုးကုန်သောဌာနေတုအရာဌာနတို့၌ အပမာရောအပမာရအမိရသောတတိတတိဒီဟုသော စေတသော စိတ်ဤအရခောအဆောင်လျှောက်ကိုကရဏီရောပြုရမယ်တဲ့အလွန်ကောင်းတဲ့ဇာတ်ပဲနော်ကိုဂျိုးစီဝါအစ်စ်အမှန်ကိုလိုချင်ရခြင်းတဲ့ပုဂ္ဂိုလ်ဟာတဲ့၄မျိုးသော အရာဌာနတို့မှာအပမာဒလို့အမိရတဲ့တတိတရားဖြင့်မိမိတို့ရဲ့စိတ်ကိုစောင့်ရှောက်ရမယ်တဲ့ဘာမှနားမလည်ကြမရှိဘူးနော် အဲ့ဒီတည်းမှာဦးဇင်းအရေးကြီးဆုံးသကလုံးလို့ထင်တဲ့သကလုံးကဘာလဲဆိုတော့အတ္တရူပေနဆိုတဲ့သကလုံးပဲအတ္တရူပေနဆိုတာကိုကျိုးစီပွားအစ်စ်ကိုအလိုရှိသူလို့အဓိပ္ပာယ်ရတယ်ဆိုလိုတာကကိုကိုကိုတကယ်စစ်မှန်တဲ့ချမ်းသာကိုရရှိခြင်းနဲ့ဆိုရင်တကယ်ကောင်းစေခြင်းနဲ့ဆိုရင်တကယ်ချမ်းသာစေခြင်းနဲ့ဆိုရင်အဲ့ဒီလူဟာဘာလုပ်ရမလဲတော့ကိုယ်စိတ်ကိုတတိတရားနဲ့စောင့်ရှောက်ရမယ် အရာဌာနဘယ်နှမျိုးမှာစောင့်ရှောက်ရမှာလဲဆိုတာပါထည့်ပြောတယ်နော်စတုတုဌာနေတုအရာဌာန၄မျိုးမှာစောင့်ရှောက်ရမယ်တဲ့အဲ့ဒီအရာဌာန၄မျိုးကိုမြတ်စွာဘုရားကိုယ်ကျမ်းစိတ်ဖြံပြီးတော့ဟောတယ်မာမေရဇနိယေတုဓမ္မေတုစိတ်တံရိစီတိအတ္တရူပေနအပ္ပမတောတတိစေတသောအရခောကရဏီယောရဇနိယေတုမမောဝေကောင်းကုန်သောဓမ္မေတုအိဋ္ဌာယုံတို့၌ မေငါဤစိတ်တန်စိတ်တည် မာရစ္စီတိမမောခြင်းမဖြစ်ပါစေတည်းဣတိဤသို့အတ္တရူပေနကိုကျိုးစည်းဝါကိုအလိုရှိသော ပုဂ္ဂိုလ်သည်အပမာရော အပမာရအမည်ရသောတတိတတိတိဟုသော စေတသောစေဤအရခောဆောင်းလျှောက်ကိုကရဏီရောပြုရမယ်ဟာနံပါတ်1တတိနဲ့စိတ်ကိုဆောင်းလျှောက်ရမယ်အရာဌာနနော်မမောစရာကောင်းတဲ့အိဋ္ဌာယုံလို့ဆိုတဲ့လူချင်းစရာကောင်းတဲ့ အယောင်နေအတန်နေအနတ်နေအရာသာတွေအတွေ့အထိတွေအဲ့ဒါတွေနဲ့တွေ့လာကြုံလာပြီဆိုရင်ငါစိတ်ထဲမှာလိုချင်မမောမှုဆိုတဲ့သဘောလေးမဖြစ်ပါစေတည်းလို့စဉ်းစားပြီးတော့ကိုယ့်စိတ်ကိုလိုချင်မမောမှုမဖြစ်အောင်တည်တည်နဲ့ကာကွယ်ဆောင်ရှောက်ရမယ်တော့ဒကာမတို့ဦးနှုတ်ရဲ့တန်တာမှာလိုချင်မမောမှုဆိုတဲ့သဘောလေးကဘလို့အခြေအနေမျိုးမှာဖြစ်လာတော့ လိုချင်စရာကောင်းတဲ့အာယုံနဲ့တွေ့တဲ့အချိန်မှာဖြစ်တာကျန်တဲ့အချိန်မှာဖြစ်ဘူးနော်လိုချင်စရာကောင်းတဲ့အာယုံနဲ့တွေ့ရင်ဖြစ်တယ်လိုချင်စရာကောင်းတဲ့အာယုံကလည်းပဲစာလိုပြောရင်တော့အိဋ္ဌာယုံပေါ့နော်အဲ့ဒါကတခါတလေဦးဇင်းတို့ကိုတွေ့ခဲ့ကြုံခဲ့တာတွေကိုပဲပြန်စဉ်းစားပြီးတော့ဖြစ်တာမျိုးလည်းရှိတယ်ကောင်းတာလေးတွေမြင်ခဲ့ရဘူးတယ်ကောင်းတာလေးတွေကြားခဲ့ရဘူးတယ်ကောင်းတာလေးတွေစားတောက်ခဲ့ရဘူးတယ်အဲ့ဒါဆိုပြန်တွေ့ပြီးတော့လည်းဖြစ်တတ်တယ် ဓာတ်ရိုက်ဒီအာယုံကြီးကိုတွေ့နေမှာမဟုတ်တွေ့ပြီးသားအာယုံကိုပြန်စင်းသားပြီးတော့အဲ့ဒါကျတော့ဘာတော့စိတ်ထဲမှာဓမ္မာယုံအနေနဲ့ထပ်တွေ့တာပေါ့နော်အဲ့ဒါကိုဦးဇင်းတို့နားလည်ဖို့လိုတယ်ဟုတ်လားမြင်ချင်းစရာကောင်းတဲ့အာယုံကိုတွေ့ရမှမြင်ချင်းတဲ့စိတ်ဖြစ်တာမဟုတ်ဘူးကောင်းတာတွေကိုမြင်ခဲ့ဘူးပြီးသားတွေပြန်တွေ့ပြီးတော့မနေနိုင်မထိုင်နိုင်မြင်ချင်းနေတာလည်းရှိတယ်ဟောနားလည်ရမယ်နော်အဲ့ဒါပါလဲလူရင်းပြောရရင် လူချင်းစရာကောင်းတဲ့အာယုံနဲ့တွေ့လာရင်ဒကာဓမ္မတို့အင်းတို့ရဲ့စေဟာလူချင်းမှုဖြစ်တဲ့တဲ့ဒါတဘာဝပါအဲ့ဒါကိုမဖြစ်ပါစေနဲ့ဒါတွေဖြစ်လာလို့ရှင်တော့အကျိုးမဲ့တော့မှာပဲလို့မှန်ကန်တဲ့အသိနဲ့အဲ့ဒါကိုမဖြစ်အောင်ဟဲ့ရှုပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတိလေးထားပြီးတော့နေရမယ်အဲ့ဒါကိုတတိနဲ့စိတ်ကိုကာကွယ်တယ်လို့ခေါ်အဲ့ဒါယောဂီတော်ကအဲ့ဒီအလုပ်ကိုလုပ်နေတာပဲလေတတိထားနေတဲ့ချိန်မှာလူချင်းစရာအာယုံနဲ့တွေ့လည်းပဲစိတ်ကလောဘဝင်လို့မရအောင် သူကြပါသူထမင်းစားတယ်ကိုကြိုက်တာလေးတွေ့လာပြီနကဥဒိခအတော်ပြောနေကိုရင်လေးတစ်ပါးကသူကမုံဒီတအားကြိုက်တယ်ဟုတ်လားအာဒီနေ့မုံဒီစားရမှာတဲ့နန်းကြီးတို့စားရမှာဆိုတော့မျက်နာကိုဝင်းနေတာပဲဟုတ်လားကိုစားနေတာလေးစားရတော့မယ်ဆိုတော့မဖြစ်တော့စိတ်ကပျော်တာဟောနော်ကလေးဆိုတော့အဲ့တော့ဦးဇင်းတို့တခါတော့မတော့ဦးဇင်းတို့ရောသူ့ကလေးလို့မထင်နဲ့ကိုလည်းပဲတရားရှိတော့ကကြည့်ရင် ကလေးပဲရှိသေးတာ ကိုရချင်တာလေးရတယ်မဆိုဘာဖြစ်လဲပြောနေတာပဲဟုတ်တယ်မဟုတ်လားသူ့လိုအိမ်တွေမပြက်တာပဲရှိမယ်ပေါ့နော်စိတ်ထဲမှာတော့ဘာဖြစ်လဲအိမ်တွေကပြက်တယ်ဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့တခြားတခြားသောကိုလိုချင်တဲ့အာယုန်နေနဲ့တွေ့လာတဲ့အခါမှာစိတ်ကဘာဖြစ်တော့မမောတဲ့သဘောဖြစ်တယ်အဲ့ဒါသတိရှိရင်ရှိမရှိရင်ဖြစ်မှာပဲအဲ့ဒီအချိန်မှာကိုကသတိထားနေမယ် ခန္ဓာမှာထင်ရှားတာတမျိုးမျိုးသို့မဟုတ်အဲ့ဒီအာယုံရဲ့အပေါ်မှာပဲဖြစ်ဖြစ်နော်ဖြစ်နေတာတွေရဲ့အပေါ်မှာသတိလေးထားလိုက်တယ်ဒါလေးကဖြစ်နေတာလေးပဲဖြစ်ချင်းတရားလေးတမျိုးပဲဖြစ်စရာအကြောင်းရှိလို့ဖြစ်လာတဲ့တရားလေးတမျိုးပဲလို့အမှန်ကန်သတိထားလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါရဲ့အပေါ်မှာ memory စိတ်ကဖြစ်လို့မရစိတ်ထဲမှာသတိကနေရာဝင်ပြီးတော့အရင်ယူသွားတယ်ပေါ့နော်သတိနောက်ကျရင်တော့လိုချင်မှုကရောက်လာမှာ ဲ့ဒီအချိန်ကြမှာကိုသိတယ်ဆိုရင်လည်းထားလို့ရပါသေးတယ်အဲ့ဒီလိုချင်မှုကိုပဲထပ်ပြီးတော့တတိထားစိတ်ဓာတ်ဥပဒနာဖြစ်မယ်နော်လိုချင်မှုကိုထပ်ပြီးတော့တတိထားလို့မရဘူးလားဒါလည်းဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သဘာဝလေးတရားသဘာဝတရားလေးတစ်မျိုးပဲလို့နားလည်မှုထပ်ပြီးတော့လုပ်ရမယ်ဟုတ်လားအဲ့ဒါဆိုရင်အဲ့ဒီအရှိန်အဲ့ဒီအခြေအနေဟာမဖြစ်တော့ရက်တန်သွားမယ်ပေါ့ဟုတ်လားတတိယနည်းနည်းတော့ကြပြီမလို့အလုတ်ကတော့ဖြစ်နေသေးပဲ ဝင်တဲ့အချိန်တိုင်းဝင်တဲ့အချိန်မှာသတိဝင်လာရင်သတိကသူ့တာဝန်သူယူမယ်စောင့်ရှောက်ပေးမယ်ပေါ့နော်ဒါလေးကလုပ်ငန်းသဘောလေးကိုနည်းနည်းပြောပြတာပါဒါကြောင့်မြတ်စွာဘုရားရဲ့ရိုးရှင်းတဲ့ဒေသနာလေးတွေကိုတရားဓမ္မတို့အရှင်တို့ရဲ့စိတ်ထဲမှာလွဲ့လွဲ့ကူကူဟောပဲ့ပဲ့နေနေတည်ထားရမယ်ပေါ့နော်ဒါပထမစိတ်ကိုသတိနဲ့ကာဝယ်စောင့်ရှောက်ရမယ်အရာဌာနဒါရင်လားဆိုတော့မကဘူးတဲ့ဒုတိယဘလို့ကာဝယ်စောင့်ရှောက်ရမလို့ဒုတိယစောင့်ရှောက်ရမယ်အရာဌာန မာမေဒောတနိယေသူဓမ္မေသူစိတ်တံဒုတိတိအတ္တရူပေနအပ္ပမတော်တတိစေတသောအရခောကရဏီယောဒောတနိယေသူမကျင်နှံ့ဖွယ်ကောင်းအောင်သောဓမ္မေသူအနိဋ္ဌာယုံတို့၌မေင္ဃာဤစိတ်တံစိတ်တိမာဒုတိတိဒောတာမထွက်ပါစေတည်းဟု၍ အတ္တရူပေနကိုကျိုးစည်းပွားကိုလိုရှိသောပုဂ္ဂိုလ်သည် အပမာရောအပမာရအမြင်ရသောတတိတတိတိဟုသောစေတသောစိတ်ဤအရခောအဆောင်လျှောက်ကို ကရဏီရောပြုရမယ်ဟောစိပြည့်စရာကောင်းတဲ့အာယုန်လေးဆိုတာဘုရားမှာရှောင်လို့မရစိတ်သာလာနေလို့စိတ်ပြည့်စရာမတွေ့ဘူးလို့များမထင်လေနဲ့ဟုတ်လားစိတ်ကပိုးပြီးတော့ရှင်းတော့အာယုန်ကိုတခါတလေပိုးပြီးတော့တောင်အသေးစိတ်မြင်မြင်မြင်နေအောင်မယ်ဟုတ်လား ိမ်မှာနေတော့ကတော့ကိုယ်အလုံးနဲ့ကိုယ်ရှုပ်နေတော့တုံးတုံးမကျင်တတ်စရာမမြင်ရဘူးဟုတ်လားဒီကြတော့ကိုကဒါပဲနော်ပုံကြီးချဲ့ပြီးတော့ကြည်နေတယ်လို့မျိုးစိတ်ကဖြစ်မှလည်းစိုးရသေးတယ်ဟုတ်လားအဲ့လိုစိတ်တို့ကြာကောင်းတဲ့အနေအထားတွေနဲ့တွေ့လာကြုံလာပြီးဆိုလို့ရှိရင်ဥဒုတင်တို့ရဲ့တဘာဝစိတ်ထဲမှာမကျင်တတ်မှုဆိုတာအလိုလျောက်ဖြစ်လာတယ်အလိုလျောက်ဆိုတာကိုယ့်ရဲ့နှလုံးသွင်းမမှန်ကန်မှုတတိကင်းမဲ့မှုအဲ့ဒါနဲ့အနေထိုင်ုံနဲ့ပေါင်းလိုက်တဲ့အခါကျတော့ ကိုကြိုးစားเสียမှာလို့ပဲနဲ့စိတ်ထဲမှာဒေါသကဖြစ်လာတာကိုပြောတာအလိုလျောက်ဖြစ်တယ်ဆိုတာအကြောင်းပဲဖြစ်တာကိုပြောတာမဟုတ်ဘူးကိုမကြိုးစားပဲနဲ့သူကသူကိုဖြစ်သွားတာကိုပြောတာဟုတ်လားအဲ့ဒါမဖြစ်အောင်ဘာလုပ်ရမလို့တတိပဲဦးဇင်းတို့အာကိုရမယ်အပ္ပမာတော့တတိစေတသောအာရခောကရဏီယောနော်တတိကိုအပ္ပမာဒတော့လည်းထည့်ပြောတယ်နော် အပမာတော်တဲ့အပမာဒအမိရတော်တတိတတိဒီဟုသောစေတသောစိတ်ဤအရခောအဆောက်အရှောက်ကိုကရဏီယောပြုတ်အပ်၏ဘာမှနားမလဲကြမရှိဘူးနော်ဒါဥရှင်တို့ဒုတိယစောင့်ရှောက်ရမယ့်အရာဌာနအဲ့တော့စဉ်းစားရရှိတာကမမောမှုမဖြစ်အောင်ဘဝမှာမမောစရာအာယုန်တွေကိုရှောင်မဟဲဆိုလိုတော့ကတော့မဖြစ်နိုင်ဘူး မကျင်နှမှုမဖြစ်အောင်ဟဲ့ဆိုပြီးတော့မကျင်တဲ့စရာအယုံတွေကိုပဲရှောင်မဲ့ဟဲ့ဆိုရင်မဖြစ်နိုင်ဘူးတစ်ချိန်မို့တစ်ချိန်တွေ့ရမှာပဲဘဝဆိုတာကိုယ်စိတ်တိုင်းကြားရတာတွေနဲ့ကြီးတိဆောက်ထားတာမဟုတ်ပါဘူးအဲ့ဒါတွေကြီးတွေ့ရနိုင်မယ်လို့တော့ဘယ်တော့ခါကာလမှမမျောလင့်လေနဲ့ဟုတ်လားအဲ့တော့ကိုကြိုးစားမှာကဘာလဲဆိုတော့ဘလို့ချီနေပဲတွေ့တွေ့အဲ့ဒါကကိုတက်နိုင်တဲ့ကိစ္စမဟုတ်ဘူးကိုတက်နိုင်တာကတတိနဲ့ကာဝယ်ဆောင်ရှောက်ဖို့ပဲတက်နိုင်တာ တဘာဝလောကကြီးထဲမှာယောဂဘိုးတွေမရှိအောင်ဥစဉ်တို့မတတ်နိုင်ဘူးအခုဒါတုတ်ကိုရေဆိုပြီးတော့ရှိနေတာပဲကိုတတ်နိုင်တာကပါလေအဲ့ဒီယောဂဘိုးကိုစီမလာအောင်ကာကွယ်နိုင်ဖို့ကိုကံအားကောင်းအောင်လုပ်ဖို့ဒါပဲကိုကတတ်နိုင်တာဟုတ်လားအဲ့ဒီလေရောက်တော့ဥစဉ်ကစွန့်စားပြီးရင်ယောဂီတွေကိုအားစေးလေးတွေတိုက်ဥမှလို့အောင်းမေ့နော်အဲဒီတတိအားနေလို့ရှိရင်လည်းအဲ့ဒါဖြစ်တယ်တဲ့ ိုက်တာမင်းဒီတိကောင်းလို့ရှင်အဲ့ဒီဥစ္စာတော်တန်ကာပွယ်နိုင်တယ်အဲ့ဒါဖုံးဖုံးစီမှာဒီတိတွေလည်းရှိတယ်တောက်လို့တဲ့ဆန္ဒရှိတဲ့ယောဂီတွေတောက်အောင်ဆိုတော့နော်အဲ့ဒါပြောရင်တော့ဘာတော့တရားထုတ်တယ်ဆိုတာအဲ့ဒါနဲ့ဘာထုတ်တယ်လဲဥပမာဥမေရရအတူတူပဲနော်မကောင်းတာတွေဖြစ်ဖို့အတွက် အခြေအနေကတော့တဘာဝလောကကြီးကအနေထားရရှိနေတာကိုကဘာလုပ်ရမှာတော့ကာကွယ်ရမယ် ကာကွယ်မှုဆိုတာကိုပါဠိလိုအရခလို့ခေါ်တာဟုတ်လားအရခဆိုတာအကာအကွယ်အဆောင်အရှောင်လို့တပိအတိပဲရတယ်ယုခန္ဓာကိုကြီးကိုအရှင်မပြေတာတွေမဖြစ်အောင်ဦးဇင်းတို့နေမျိုးစုံနဲ့တတ်တလောက်မှတ်တလောက်ကာကွယ်ကြရတာပဲလေအခုကဦးဇင်းတို့တရားထုတ်တယ်ဆိုတာဘာကိုကာကွယ်တာတော့စိတ်ခန္ဓာကိုကာကွယ်တာသူကပို့ပြီးတော့တကယ်တမ်းကအရေးကြီးတယ်ဟုတ်လားအဲ့ဒါလောရနော်အဲ့တော့ကာကွယ်မဲ့ယာထာနာ၄မျိုးတည်းကဘယ်နှမျိုးရှိသွားတယ်တော့နှမျိုးရှိသွားတယ် နောက်ဦးဇင်းတို့တတိယဘာပြောတော့မာမေမောဟနိယေတုဓမ္မေတုစိတ်တမုံရှိတိအတ္တရူပေနအပ္ပမတော်တတိစေတသောအရခောကရဏီယောမောဟနိယေတုတွေဝေဘွယ်ကောင်းကုန်သောဓမ္မေတုအိဋ္ဌာယုံအနိဋ္ဌာယုံတို့၌မေငါဤစိတ်တံစိတ်တည်မာမုံရှိတိတွေဝေခြင်းမဖြစ်ပါစေတည်းဣတိဤသို့အတ္တရူပေနကုโจစီဝါကိုအလိုရှိသောပုဂ္ဂိုလ်သည် အပမာရောအပမာရအမိယသောတတိတတိဒီဟုသောစေတသောစိတ်ဤအရခောအဆောင်လျှောက်ကိုကရဏီရောပြုရမယ်တွေ့ဝေလျာကောင်းတဲ့အာယုန်နေနဲ့တွေ့လာရင်တွေ့ပေမှုတွေမဖြစ်ပါစေနဲ့လို့နှလုံးသွင်းပြီးတော့ကိုယ်စိတ်ကိုသတိလေးထားပြီးတော့အမှန်သိအောင်လုပ်ရမယ်ဟုတ်လားမောဟဆိုတာအမှန်မသိမှုကိုပြောတာအဲ့တော့ဒီနေ့မှဦးဇင်းတို့စဉ်းစားကြရလေးတစ်ခုရှိတာကလောဘဖြစ်เสียအာယုန်ကိုအိဋ္ဌာယုန်လို့ပြောတယ် ဒေါသဖြစ်เสียအာယုံကို အနိဋ္ဌာယုံလို့ပြောတယ်။မောဟဖြစ်เสียအာယုံကိုကြတော့အိဋ္ဌာယုံကိုအနိဋ္ဌာယုံကိုနှစ်မျိုးလုံးကို ပေါင်းပြောထားတယ်။မောဟပူပြီးတော့အရာကျယ်တယ်ဆိုတာကိုစဉ်းစားမိဖို့ဟုတ်လား။လောဘကအိဋ္ဌာယုံနဲ့တွဲမှာပဲဖြစ်နိုင်တာ။ဒေါသကအနိဋ္ဌာယုံနဲ့တွဲမှာပဲဖြစ်နိုင်တာ။ဟောဒီမောဟကတော့အိဋ္ဌာယုံနဲ့ပဲတွဲတွဲအနိဋ္ဌာယုံနဲ့ပဲတွဲတွဲသူကတော့ဖြစ်နိုင်တာကြီးပဲ။ အာယုံတိုင်းကိုတတိမရှိရင်မောဟကဝင်လာလိမ့်မယ်ဟုတ်လားဒါကြောင့်မလို့များသောဖြစ်ရင်အခုဒီမှာအာထုတ်နေရတယ်ဆိုရင်လောဘဒေါသဖြစ်เสียဖို့ကာကွယ်ဖို့ထက်မောဟမဖြစ်အောင်ကာကွယ်ဖို့ကပိုးပြီးတော့နေကျေသွားတယ်ပိုးပြီးတော့ဟိုအချိန်တော်တော်များများကြိုးစားရမယ်ဒါလောဘဒေါသဖြစ်เสียအာယုံကအလွန်နှဲပါတယ်ဟုတ်လားမောဟဖြစ်เสียအာယုံကတော့ဘာလဲအချိန်တိုင်းပဲအာယုံတိုင်းပဲမသိလိုက်ဘူးသွားပြီလေ ဟုတ်လားကိုတိအောင်လုံးမယ်ဆိုရင်တိမှာပဲကိုတိအောင်မလုံးလိုက်ဘူးဆိုတာနဲ့မတိမှုကတန်းဝင်လာတယ်တွေ့တာတွေ့လိုက်ရတယ်ကြုံတာကြုံလိုက်ရတယ်အဲ့ဒါဘာမှမသိဘူးမြင်တာမြင်လိုက်ရတယ်မြင်ခြင်းရဲ့သဘာဝကိုအမှန်မသိဘူးကြားတာကြားလိုက်ရတယ်ကြားခြင်းရဲ့သဘာဝကိုအမှန်မသိဘူးဥစဉ်ရဲ့အတိပါတဲ့တပည့်တော်ဘုဇုကိုမြင်လိုက်ရတာသူတို့ပြောတာတိတာပေါ့တပည့်တော်အကောင်းပြောတာအဆိုးပြောတာအဲ့ဒီတိတာလောက်ကိုပြောတာမဟုတ်ဘူးမြင်မှုရဲ့မြင်တာကိုမသိဘူးဆိုတာက မြင်မှုရဲ့ပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်တဲ့တက်တက်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတက်တက်လို့သိရမှာ မြင်မှုရဲ့အဲ့ဒီတက်တက်သဘာဝတွေရဲ့မတည်မြဲမှုကို သိရမှာအဲ့ဒါကိုမှသိတယ်လို့ပြောတာအဲ့မြင်နေရတဲ့သဘောဟာပုဂ္ဂိုလ်တတ္တဝါလည်းမဟုတ်ဘူးဖြစ်ပြီးရင်မရှိတော့တဲ့မတည်မြဲတဲ့သဘာဝတက်တက်တာဖြစ်တယ်လို့သိမှမြင်မှုကိုသိတယ်လို့ခေါ်နိုင်တာကျွတ်တော့သတိမရှိရင်အဲ့ဒီအတိလာမလားမလာဘူးဘသူဘဝကြီးဆိုတဲ့အတိပဲလာမှာ ဘသူဘဝကြီးဆိုတဲ့အတိလာရင်ပါလာမလို့နှစ်သက်တယ်နှစ်သက်ဘူးဆိုတာကြီးကနောက်ကကပ်ပါလာမှာပဲဒါပဲပုံမှန်သွားနေတာအဲ့ဒီလမ်းကြောင်းနော်ဘသူဘဝကြီးလို့သိလိုက်တယ်အဲ့တော့ဘာဖြစ်တော့နှစ်သက်ချင်းမနှစ်သက်ချင်းဖြစ်မယ်နှစ်သက်ခြင်းမနှစ်သက်ခြင်းမဖြစ်ဘူးဆိုရင်လည်းပဲဘာဖြစ်ဦးမလို့မောဟပဲလာမှာပဲပညာတော့မလာဘူးဟုတ်တယ်တချို့လူတွေဝင်မြင်ရတာကြိုက်တာလည်းမရှိဘူးမကြိုက်တာလည်းမရှိဘူးကိုယ့်ဘဝအတွက်အရေးလည်းမပါဘူး ဒါပေမဲ့အမှားတော့မသိဘူးအဲ့တော့ဘာပါလာတာမောဟပါလာနော်ဒါကြောင့်မလို့မောဟရဲ့သဘောကိုပို့ပြီးတော့စိတ်ဝင်စားစေခြင်းလေနော်အိဋ္ဌာယုံနဲ့တွေ့လဲသူဖြစ်နိုင်တယ်အနိဋ္ဌာယုံနဲ့တွေ့လဲသူဖြစ်နိုင်တယ်ဒါကြောင့်ဦးဇင်းတို့တရားဘာဝနာအထုတ်တဲ့လုံငါအဓိကပါလဲဆိုရင်အဲ့ဒီမသိမှုကိုတိုက်ခိုက်တာပါပဲမသိမှုကသတိမရှိတိုင်းမရှိတိုင်းသူလွှမ်းမိုးနိုင်တယ်ဒါကြောင့်ဦးဇင်းတို့တည်းတွေဟာတတိထားပြီးတော့မတိမှုကိုနေပါအောင်မတိမှုရဲ့နေရာမှာတိမှုကိုဝင်ပြီးတော့အစားထိုးနေအောင်စူးစမ်းရပါ ဟုတ်လားအဲ့ဒါလိုတိမှုဖြစ်အောင်ကဘာလုပ်အောင်ဆိုတော့တတိဆိုတဲ့အပမာဒတရားနဲ့ပဲလုံးကြရမှာဟုတ်လားကိုလုံးနေတဲ့လုပ်ငန်းရဲ့နော်ဘလို့အကျိုးရလက်တွေကိုထွက်စီတယ်လဲဆိုတာကိုမြင်ရမယ်နော်ရှားကားကိုရှောင်ဖို့အတွက်တတိနဲ့ကာကွယ်ဆောင်လျှောက်တာဒေါသကိုရှောင်ဖို့အတွက်တတိနဲ့ကာကွယ်ဆောင်လျှောက်တာအခုပါလေမောဟကိုရှောင်ဖို့အတွက်တတိနဲ့ကာကွယ်ဆောင်လျှောက်တာနောက်ထပ်တစ်ခုကျန်သေးရယ်နော် မာမေမရဏိယေတုဓမ္မေတုစိတ်တံမစ္စည်းတိအတ္တရူပေနအပမရောတတိစီတတောအရခောကရဏီယောမရဏိယေတုမန်တက်ဝင်ကြွားပွဲကောင်းကုန်သောဓမ္မေတုအာယုန်တို့၌မေငါဤစိတ်တံစိတ်တိမာမစ္စည်းတိမန်တွက်ဝင်ကြွားခြင်းမဖြစ်ပါစေတည်းဣတိဤတို့ အတ္တုပေနာကိုကျိုးစီးပွားကိုအလိုရှိသောပုဂ္ဂိုလ်သည်အပ္ပမတော်အပ္ပမတာအမိရသောတတိတတိတိဟုသောစေတသောစိတ်ဤအာရခောအဆောင်လျှောက်ကိုကရဏီရောပြုရမယ်။နော်။မန်တက်ဝင်ကြွားပွဲအာယုန်နဲ့တွေ့လာရင်တဲ့ကိုယ်စိတ်ထဲမှာမန်တက်ဝင်ကြွားမှုမဖြစ်ပါစေနဲ့လို့စဉ်းစားပြီးတော့တတိနဲ့စိတ်ကိုကာဝယ်ဆောင်ရှောက်ရမယ်။ဒီနေရာမှာမဒဆိုတာရှင်မူခြင်းလို့အဓိပ္ပာယ်ရ ကိုဖြစ်နေတာလေးကိုကျင့်နေတာတာယာနေတာကိုပြောတာဟုတ်လားဒီဒေသနာလေးကအလွန်မှပြည့်စုံတာဦးစင်းစိတ်ထဲမှာအဲ့ဒီဒေသနာလေးကိုကြည့်ရောဩပြည့်စုံတာလို့စိတ်ထဲမှာခံစားရတယ်လောဘဒေါသမောဟမဖြစ်အောင်နောက်ထိန်ဖို့ပြောရင်လုံလောက်သွားပြီလို့ထင်ရတယ်ဗောဒါပေမဲ့နောက်ထပ်ဘာထပ်ထည့်တာမန်တက်ဝင်ကြွားခြင်းဆိုတာထည့်တာနော် ဒါလည်းပဲအလွန်မှတက္ကမတို့ဦးဇင်းတို့ရဲ့တန်တာမှာအဖြစ်များတယ်။ဟောဆိုဦးဇင်းတို့ကဘဝရဲ့ပုံမှာအလွန်မှအထင်ရှိနေတာ哦။အဲ့ဒါဘဝတဲကကိုအထင်ရှိတာလေးတခုခုပြည့်စုံလာပြီဆိုလို့ရှင် အထင်ကရောက်သွားပြီလေ။ကိုကို ဟုတ်တာလို့ထင်သွားပြီ။အဲ့ဒါနဲ့ဘာဖြစ်လာပြီတော့။မန်ကဝင်လာတော့တာပေါ့။ရင်မှုမှုကဝင်လာတော့တာ။တတိထားရမှာနော်ဒီဥစ္စာကဟုတ်လား။ သူ့လည်းပဲတတိနဲ့ကာဝယ်ဆောင်ချက်မှုမပြုတ်ရင်မသိမသာသူကလည်းဖြစ်နေတာပဲဖြစ်နေရတဲ့ဘဝလေးကိုအကောင့်ထင်ပြီးတော့ရှင်းမှုနေတာပေါ့တတိကင်းရင်ကင်းသလောက်တဖြည်းဖြည်းနဲ့အရှိန်တက်ပြီးတော့အရှိန်ရပြီးတော့ဒီရှင်းမှုမှုမန်တက်မှုကလည်းပဲသူများအမြင်ကပ်စရာအနေထားထိရောက်အောင်ရောက်ရောက်အောင်လည်းပဲမဖြစ်သွားနိုင်တာပဲဟုတ်လားဒါကြောင့်လေးခုမြောက်တားဆီးရမယ့်အရာဌာနတွေပါလဲမန်တက်ဝင်ကြွားခြင်းပေါ့ရိုးရိုးပြောရရင်တော့မာနလို့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်ဟုတ်လား တော့ယာဌာနဘယ်နှမျိုးတော့၄မျိုးအဲ့တော့ယောဂီတို့ကြိုးစားအထုတ်နေကြတဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ထင်ရှားဖြစ်နေတဲ့သဘာဝတရားတွေကိုသတိထားတဲ့လုပ်ငန်းစဉ်ဟာဒီယာဌာန၄မျိုးကြီးကိုကာကွယ်တားဆီးဖို့မြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမကိုလိုက်နာရမရောက်ဘူးလားရောက်ပါတယ်လိုက်နာရရောက်ပါတယ်ဟုတ်လားအဲ့ဒီဥစ္စာကိုအရင်တို့သဘောပေါက်ရမယ်အဲ့လိုလိုက်နာလိုက်တဲ့အခါကျတော့သောတော်ကစစရင်ဒါနရှင်တွေအတွက်ဟောတဲ့ဒေသနာလေးနဲ့ဆက်ဆက်ပြီးတော့ပြောရမယ်ရှင် ကိုယ်တို့လည်းအကျိုးရှိအောင်လုပ်ပြီးသားဖြစ်တယ်လို့အလှရှင်တွေကိုလည်းပဲအကျိုးရှိအောင်လည်းလုပ်ပြီးသားဖြစ်သွားတယ်။လေယာမြည်တွေမှာ ပေါင်းမြက်တွေကိုတော့အပြစ်ရှိတယ်။တတ္တဝါတွေမှာယာကဒေါသမောဟတွေကိုတော့အပြစ်ရှိတယ်။ယာကဒေါသမောဟကင်းတဲ့ပုံကိုယ်တွေကိုပေးရလိုရတာဟာကြီးမားတဲ့အကျိုးရှိတယ်။အဲ့တော့ယောဂီတို့ဦးဇင်းတို့တွေကယာကဒေါသမောဟကင်းတဲ့အနေအထားကိုမရောက်အောင်တောင်းပါ ရာဂဒေါသမောဟကင်းအောင်တော့လမ်းကြောင်းကိုတော့ရှောင်နေတယ်အာထုတ်နေတယ်တော့တရတရ6ချိန်လောက်တရားထိုင်ဖို့ဆိုတာလိုတဲ့ကိစ္စမဟုတ်နော်ဟုတ်လားဒါကိုယ့်အတွက်လည်းကျင့်တဲ့ဆရာကောင်းတယ်လို့သူများကလည်းအကျိုးရှိအောင်လုပ်ပေးတဲ့အတွက်ကြောင့်ကျင့်တဲ့ဆရာကောင်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နေဒါလေးတွေကအလုံးသောယောဂီတို့အတွက်နော်အတက်ဖွယ်ရလေးတွေကိုဦးဇင်းတို့ပြောပြတာပါဟုတ်လားဒါကြောင့်ကိုလုံနေတဲ့လုပ်ငန်းစဉ်ရဲ့ကြီးမားတဲ့အကျိုးအာနိသင်ကိုသိမြင်နားလည်ပြီးတော့အဲ့ဒီလုပ်ငန်းစဉ်ကို အထုတ်ကြရနော်ဒါကြောင့်အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့နော်ຢာကဒေါသမောဟများမဖြစ်အောင်မိမိတို့ရဲ့စိတ်ကိုတတိနဲ့ကာဝယ်ဆောင်ရှားပြီးတော့နောက်ဆုံးမဉ္ဇဉ်ပုညမြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပေးသက်ပေါင်းတတော်တို့ကြိုးပမ်းအထုတ်ကြရသောဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့သည်မဉ္ဇဉ်ပုညမြင့်နိဗ္ဗာန်ကိုလင်မြန်ထုတ်ချောင်းမျက်မှောက်ပြုပါစေကုန်သောဟု ပတ္တနာအောင်စုပြုကြကုန်ရသည်